အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ကကျွန်တော်တို့ခန္ဓာကိုယ်မှာသွေးရင်းစကြားတက်ကျသွားပြီစီးကျုပ်ကျသွားပြီဆိုလို့ရှိရင်ဒါဘာတွေဖြစ်တတ်လဲအဲ့လိုမဖြစ်အောင်ဘယ်လိုလုပ်သင့်လဲဆိုတာကိုပြပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့စီးကျုပ်ဆိုတာကဒါတကြားတက်ပေါ့နော်သွေးရင်းစကြားတက်ကတက်လို့ရှိရင်လည်းမကောင်းဘူးကျသွားလို့ရှိရင်လည်းမကောင်းဘူးเนาะအဲ့တော့တက်လို့ရှိရင်လည်းလူဒုက္ခပေးတယ်စီးကျုပ်ကျသွားပြီသွေးရင်းစကြားတက်ကျသွားပြီဆိုလို့ရှိရင်လည်းလူကိုသတိပေးပါတယ် အဲ့တော့ဒီတွေးတွေးကြတာကြတာဘယ်သူတွေဖြစ်နိုင်ချေများလဲဆိုရင်တော့ဒါစီဂျိုယောဂရှိရတဲ့လူတွေပေါ့နော်အော်စီဂျိုယောဂရှိတယ်စီဂျိုစီတောင်းနေရတယ်ခံမသိလို့ရှိရင်ဒီစီဂျိုတွေးတွေးကြတာကြသွားတာဖြစ်တတ်တယ်အဲ့တချို့ကြတော့မဟုတ်ကြောက်ကွက်ပြက်စီးနေတယ်အဲ့ဒီခါမျိုးမှာစီဂျိုကြသွားတာမျိုးလည်းဖြစ်တတ်တယ်အဲ့တချို့ကြတော့လည်းမဟုတ်အင်ဆူလင်ထိုးနေရတာပေါ့နော်အင်ဆူလင်ထိုးပြီးတော့အစာမစားလိုက်ဘူးအဲ့တော့စီဂျိုတွေကြသွားတယ်အဲ့လိုမျိုးဖြစ်တတ်တယ်နော်နောက်တစ်ခုကကြတာဒါပုံမှန်လူတွေပေါ့နော်အဲ့တချို့ရှိတယ် ။ဘာလို့ဆိုလို့ရှင်အလုပ်သွားတယ်။မမစားဝါဘူး။အဲ့တော့အလုပ်မှာတနေကုန်လုပ်တယ်။ပြီးတော့ byte နည်းနည်းစားလာတယ်။အဲ့ပြီးတဲ့အခါမှာရင်းနေတုံးနဲ့ချွေးပြန်လာတယ်။ဒါစီးကျိုကျတာပဲဖြစ်ပါတယ်နော်။အဲ့ဒါဒီအလုပ်လုပ်တဲ့လူတွေတချို့လူတွေဖြစ်တတ်တယ်။အဲ့တော့အဲ့လူတွေမှာဖြစ်တတ်တယ်စီးကျိုကျတာက။အဲ့တော့ဒီအလုပ်လုပ်နေတဲ့လူတွေကတော့ပြဿနာမရှိဘူး။သူတို့ကဒါ အလုံးလုံးနေနေပုံမှန်လူတယောက်ပဲဆိုတော့ဒါသူတို့စီးကြိုကြနေရဆိုတာလည်းသိတယ်အဲ့တခုခုစားလိုက်မယ်အချွေတောက်လိုက်မယ်အဲ့ဆိုပြန်ကောင်းသွားတယ်ဒါပေမဲ့တချို့ဒီစီးကြိုတော့ကရှိရလူတွေကြတော့နောက်တောက်ကပြက်စီးတဲ့လူတွေကြတော့ဒါကျွန်တော်ကဖြစ်တယ်ဆိုလို့ရှိရင်ဒါနော်လေကြီးတွေဖြစ်တာများတယ်ပေါ့နော်ပြပို့ပြီးတော့ခယူးဆိုင်ဖို့လိုအပ်တယ်နော်အဲ့တော့စီးကြိုကြပြီဆိုလို့ရှိရင်ဘာတွေဖြစ်တယ်လဲဆိုလို့ရှိရင်စီးကြိုကြပြီဆိုလို့ရှိရင်စပိုင်းမှာရင်းနေတုံမယ်ချွေးပြန်မယ်ရင်းထဲမှာလှက်လှက်ဖြစ်လာမယ်အပြည့်ရခါမှာဆိုလို့ရှိရင်တိတ်ဆိုးလာပြီဆိုလို့ရှိရင်ဒါစိတ်တွေ ကြောက်ကြရဖြစ်လာမယ်။ပြီးသတိသိမကောင်းတော့ဘူး။စကားတွေမပြီးတော့ဘူး။နော်။အဲ့နောက်ဆုံးလို့ရှိရင်သတိလစ်ပြီးတော့ဒါအတက်အငယ်အထိဖြစ်နိုင်ပါတယ်။တရားမကူတာဘူးဆိုလို့ရှိရင်ဖြစ်နိုင်တယ်။အဲ့တော့စီချုပ်ရှိမရှိကိုကျွန်တော်ကတော့ကြာမကြအောင်ကြာတော့ဒါလက်ထက်ကိုဖောက်ပြီးတော့စစ်ကြည့်လို့ရတာပေါ့နော်။ဒါအလွယ်စစ်ကြည့်လို့ရတယ်။ဖြင်းချင်းလိုက်လို့ဟာ80လောက်ဖြစ်နေပြီဆိုရင်သိကြရတယ်။80လောက်ဆိုတော့အရင်တော့ဟိုသတိတော့မလစ်သေးဘူး။ဒါပေမဲ့ခုနပြောတဲ့ရင်တုံနာတော့ပါတော့ဖြစ်နိုင်တယ်။နော်ရင်တုံနာချိပြန်တာလှက်လက်ဖြစ်တာတိုင်းဖြစ်နိုင်တယ်။အဲ့လိုမဟုတ်ဘူး။40 เนาะအလောက်လေးဖြစ်ပြီဆိုလို့ရှင်တော့ဒါတတိလက်ကောင်းတဲ့နိုင်တယ်အချို့ဆိုရှိတယ်လောကကဏန်းတော်မပေါ်တော့ဘူးเนาะအဲ့တော့လိုးလိုပဲပြနေတယ်ကဏန်းမပေါ်တော့ဒါဆိုလို့ရှင်တော့ဒါတတိလက်တော့မှာဖြစ်ပါတယ်เนาะတမို့တတိလက်နေပါပြီเนาะဆိုတော့ပြောမယ်ဆိုလို့ရှင်စီးကြွာကြတာကကြောက်ဖို့ကောင်းတယ်အဲ့ဒီဟာကိုအချိန်မီမကူတာနိုင်ဘူးဆိုလို့ရှင်ကျွန်တော်ကเนาะတတိလက်ပြီးတော့အတန်းနေရဲ့အထိဖြစ်နိုင်ပါတယ်အားကြောင့်မလို့ကိုယ့်ရဲ့အိမ်မှာတော့အဖိုးဖွားတွေရှိရဲဆိုရင်ဒါစီးကျွာကရှိရဲဆိုရင်တတိထားဖို့လိုတယ်စီးကျွာကတတ်မှာမဟုတ်ဘူး ကြလို့ရှိရင်လည်းဒါအနေရရှိရဆိုတာကိုဒါပြပြပေးခြင်းဖြစ်ပါတယ်เนาะဒါတော်တော်များလည်းသိပြီးသားပါဒါပေမဲ့ကျွန်တော်ထပ်ပြီးတော့အဲပြပြပေးခြင်းဖြစ်ပါတယ်ဘာလို့ဆိုတော့ကျွန်တော်လည်းတချို့ comment တွေမှာမေးကြတယ်စီချိုကြလို့ရှိရင်ဘာကြီးလောက်ရမလဲဘာကြောင့်ပြောရတော့ကြဖြစ်ပါတယ်အဲ့တော့ဟုတ်ပြီအဲ့တော့အလုပ်လုပ်တဲ့လူတွေတော့ကျွန်တော်ပြောပြီးသားပြီအဲ့လိုမျိုးလုပ်လုပ်နေရင်လည်းဘာမှမစားဖြစ်သွားဘူးဆိုလို့ရှိရင်เนาะကိုကချိုရီတစ်ခုခုတောက်ပါเนาะအကောင်းတာတော့မနှက်စားဘူးစားပါเนาะအဲ့တော့တကယ်လို့မစားဖြစ်ဆိုလို့ရှိရင်လည်းအဲ့လိုမျိုးလက္ခဏာကြီးကြုံလာပြီဆိုလို့ရှိရင်လည်း အချွေတခုခုတောက်လို့ရတယ်တခြားဖြော်ပြီးတော့တောက်လို့ရတယ်နော်ဂလူကို့စ်အမုပ်တွေတောက်လို့ရတယ်တကယ်လို့ကိုယ်အိမ်မှာအဖိုးမွားတွေကလည်းအဲ့လိုမျိုးလက္ခဏာတွေဖြစ်လာပြီးတမကိုကိုရန်ကဖြစ်လာပြီဆိုလို့ရှင်လည်းအဲ့လိုမျိုးလုပ်လို့ရတယ်အချွေတောက်လို့ရတယ်အဲ့ဒီအချိန်မှာအချိုကိုလုံးဝမကြောက်ပါနဲ့နော်အဲ့တော့အရင်ဆုံးတော့စီးကျိုစစ်ကြည့်လိုက်တော့ပိုကောင်းတာပါနော်အဲ့တော့ကိုကစစ်တက်တယ်ဆိုလို့ရှင်စစ်ကြည့်ကိုယ်အိမ်မှာအသားသမီးတွေမိတွေရှိရဆိုလို့ရှင်စစ်ကြည့်တကယ်ကြားနေပြီဆိုလို့ရှင် သတိကောင်းတယ်ဆိုပြဿနာမရှိသေးဘူးသတိကောင်းတယ်ဆိုရင်ကျွန်တော်ကတစ်ခုခုစားလိုက်မယ်အချို့စားလိုက်မယ်ဆိုပြန်ပြီးကောင်းနိုင်တယ်သတိမကောင်းဘူးဆိုရင်တော့စိတ်ုံစိတ်ကချက်ချင်းပြေးရမှာနော်အော်စိတ်ုံစိတ်ကရောက်ပြီဆိုရင်ကျွန်တော်တို့ကဂလူကို့စ်ကိုထိုးပါတယ်လိုလို့ရှိရင်ဂလူကို့စ်ကိုချိတ်ပါတယ်နော်ဒီလိုမျိုးနဲ့အသက်ကယ်ရတာဖြစ်ပါတယ်ပြီးလို့ရှိရင်ဆေးပြန်ညှိတာရှိတယ်အင်ဆူလင်ထိုးရဆိုရင်အင်ဆူလင်ပြန်ညှိရတာမျိုးရှိတယ်ဒါကြောင့်ကြောက်ကပ်ပျက်စီးနေတာဆိုလို့ရှိရင်လည်းဒါကြောက်ကပ်ကိုကျွန်တော်ကပြန်ပြီးတော့ညှိရတာမျိုးရှိပါတယ်နော်အဲ့တော့ကြောက်ကပ်ပျက်စီးသွားတဲ့ခါမှလည်းပဲသူကဒီ စီဂျိုကလည်းထိန်းရခတ်တတ်တယ်စီဂျိုကြတာမျိုးခဏခဏကြတာမျိုးဖြစ်တတ်တယ်အားကြောင့်မလို့တောက်ကမပြတ်စီအောင်လဲဂရုစိုက်ဖို့လိုအပ်ပါတယ်เนาะအဲ့တော့ဒါကတော့ဘာမှတော့မဟုတ်ပါဘူးဒါတော်များလဲသိပြီးသားပဲကျွန်တော်ထပ်ပြီးတော့အဘူးသုဒဖြစ်ပြပြပေးခြင်းဖြစ်ပါတယ်အဲ့ကျွန်တော်မေးထားတဲ့တယောက်ကိုလည်းကျွန်တော်ဖြည့်ပေးပြီးပါပြီအဲ့တော့သူလည်းကျင်းနေမယ်လို့ထင်ပါတယ်ဗီဒီယိုဖိုင်လေးကိုအဆုံးထိကြည့်ပြီးရတော့လဲအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ် channel လေးကို subscribe လုပ်ရသေးဆိုလို့ရှင်လဲ subscribe လေးလုပ်ကြပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်